ားလုံးမင်္ဂလာပါခင်ဗျာစောနာဆက်ကိုရနေတော့နောက်ဆုံးရရှိထားတဲ့တဲ့နေကိုတင်ဆက်ပြပါမယ်ပထမဆုံးတဲ့နေကိုမတင်ဆက်ခင်ကျွန်တော်တင်စကားလေးပြောချင်ပါတယ်မနေ့ကကျွန်တော်ရဲ့ဗီဒီယိုမှာအဲကျွန်တော်တို့ဒီဘက်ချမ်းမှာရှိတဲ့တရင်သမားတွေဒါမှမဟုတ်ချင် content creator တွေပေါ့နော်အဲ့လိုလူတွေရဲ့အခက်အခဲတွေပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုမှာတင်ပြခဲ့ပါတယ်ဒီလိုတင်ပြတဲ့အချိန်မှာပဲအားလုံးကဝိုင်းပြီးတော့စာနာပေးကြတယ် comment တွေမှာလည်းတွေ့ရတယ်။နောက်ပြီးလို့ရှိရင်ကုညီပတ်မှုမှုတွေလည်းလုပ်ပေးကြတာတွေ့ရပါတယ်။အဲ့ဒီတွေကဂျေဇုမြတ်အိုက်တင်ပါတယ်။ဒါဆက်ပြီးတော့လည်းယေရှုရည်တည်နိုင်မှုအတွက်တရင်သမားတွေကိုအခုလိုပဲဆက်လက်ကုညီပတ်မှုပေးကြပါလို့မြတ်တရရခံကြပါတယ်။ပထမဆုံးပြောချင်တာကဒီရက်ပိုင်းမှာကျွန်တော်တို့ပြည်တွင်းမှာနည်းနည်းလေးလုံစားမဲ့ခွင်တခွင်ကဘာလဲဆိုတော့ဒါကမြေအောက်ဆေးရုံပြီးမြေအောက်စာသိညောင်းဆိုတော့ ခွင့်မဲ့ဖြစ်ပါတယ်။ယင်တော့အကြောင်းတွေအမျိုးမျိုးပြပြီးတော့စေကူတမှုတွေလှူဆောင်မှုစာတင်မှုအတွက်ကျွန်တော်စတဲ့ဒီ NUG ပညာရေးတို့ Federal ပညာရေးတို့စသဖြင့်လှူဆောင်နေတာတွေအများကြီးရှိတယ်။နောက်အခုကတခါထပ်ပေါ်လာပြန်ပြီ။မြေအောက်စာတင်ကြောင်းမြေအောက်စီယုံဆိုပြီးတော့မြေအောက်စီယုံမြေအောက်စာတင်ကြောင်းဆိုပြီးဘာလို့လှုပ်လဲ။ခေါင်းစဉ်ကတော့တက်ကလေနဲ့ဘုံကျဲလို့သူကမြေအောက်မှာလောရပါတယ်ဆိုပြီးတော့ပြချင်တာပေါ့အဓိကကဒီလိုပြချင်တာ ဒါပေမဲ့တက်ခါကောနေရာတိုင်းပုံလိုက်ကျင်းနေလားဆိုတော့လည်းမဟုတ်သေးဘူး။ဒါမနေ့ကကျွန်တော်တို့ရထားတဲ့သတင်းတွေကနထိုးကြီးဘက်ကအချို့သော PDF ဖွင့်ဝင်တွေကကျော်ရီမှာရှိနေတဲ့စာတင်ကြောင်းတွေစီပီကန်တွေမှာဒါခူအောင်းနေတယ်စေကူတာမှုတွေလုပ်နေတယ်ဆိုတော့ကျွန်တော်တို့ဒါတွေ့ထားတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစကိုင်းတိုင်းဒေသကြီးဒါတဲကြီးကုန်းလားအဲ့ဒီမှာလက်ထပ်တွေလုပ်နေတဲ့ PDF ဖွင့်ကိုဝင်ရောက်စီးနေပြီးတော့ရှင်းလင်းနိုင်ခဲ့တယ်။စာတင်ကြောင်းမှာလုပ်နေတယ်တဲကြီးကုန်းမှာဆိုပြောချင်တာကတော့ တို့ကိုယ်တိုင်ကအဲ့ဒီစာသင်ကျောင်းတွေကိုအမိခိုးပြုတ် ပြီးတော့လုံနေလို့အခုလိုမျိုးရှင်းလင်းခံရတာသူတို့ကအဲ့ဒီစာသင်ကျောင်းတွေမှာမလုပ်ဘူးအဲ့ဒီစေပေးကန်းတွေမှာတော့မခိုးလုံဘူးဆိုလို့ရှင်ဘုံကျဲစရာကြောင့်တကြောင်မှတော့မရှိဘူးနော်စာသင်ကျောင်းတွေမှာခိုးတယ်ပြီးလို့ရှင်ကလေးတွေကိုခုနပြောတဲ့ Federal ပညာရေးတွေ NUG ပညာရေးတွေခေါင်းဆက်တက်ပြီးတော့ကလေးတွေကိုရှောက်ခေါ်ထားတယ်ဒါလူသားတိုင်းလုပ်တာအဲ့ဒီအတွက်ရှင်းလင်းခံရတာနော်သူတို့ကအဲ့လိုမျိုးမလုပ်ဘူး နော်အရသာပြည်သူတွေနဲ့ဝေးဝေးနေမယ်အရသာပြည်သူတွေလူသားတိုင်းမလုပ်ဘူးဆိုရင်ထိစရာအကြောင်းတစ်ကြောင်းမှမရှိဘူးတကယ်လို့သူတို့ခိုးတဲ့နေရာတွေကိုလူမျိုးတစ်ဖက်ဝင်နေတာတိလို့ရှင်တော့ပြစ်ခတ်ရှင်းလင်းပါပဲအဲ့ဒီအချိန်မှာအောက်မှာခလေးပဲနေရာရှိလဲဘလို့မှစစ်စစ်အတီးပြလို့မရနောက်တစ်ချက်ကကြတော့ဒီမြေအောက်စေယုံနေနဲ့ပတ်သက်ပြီးသူတို့ကမြေအောက်စေယုံလုပ်တယ်သူတို့မြေအောက်စေယုံလုပ်တာတကယ်တမ်းကျတော့အများကြီးသုံးမှုပဲအရသာပြည်သူတွေကိုကုဖို့ဆိုလို့ရှင်မြေအောက်စေယုံမလို့ပေါ်တင်ကုလို့ရတယ်သူတို့ကိုယ်တိုင်ကုဖို့ကြတော့အဲ့လိုမဟုတ်ဘူးသူတို့ကလူမျိုးတစ်ဖက်ဝင်နေဘူး ချောင်းမြောင်းတက်ခိုက်တယ်ပြစ်ခတ်တက်ခိုက်တယ်ဒီလိုတက်ခတ်ပြီးလို့ရှင်အဲ့ဒီကနေဒံဟာရလာတဲ့သူတွေကိုကြုံတဲ့နေရာမှာကိုတာအဲ့တော့မြောက်စေုံမှမလို့တာတခုတော့ရှိတာပေါ့ဒါဒံဟာပြင်းထန်လို့ဖျက်ရမယ်တောက်ရမယ်သူတွေဆိုလို့ရှင်တော့အဲ့ဒီကိုပို့ရင်တော့ပို့ထားမှာပေါ့နော်အဲ့တော့ဒီလိုလှုပ်တွေလှုပ်တာတသက်လှုပ်စားခွင့်တခုလိုပဲကျွန်တော်လည်းမြင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီကုလသမဂ္ဂလူ့ခွင့်ဆိုင်မဟာမင်းကြီးဖော်ကာထပ်ကားနေပြီးတော့ ဂျယ်ရီဗာမှာရှိတဲ့လူခွင့်ရေးကောင်စီကိုတောက်ကြနေမှာကျွန်တော်နိုင်ငံနဲ့ပတ်သက်တဲ့အစီရင်ခံစာတောင်းတင်သွင်းခဲ့ပါတယ်။အဲ့ဒါကတော့မြန်မာနိုင်ငံမှာလူခွင့်ရေးအခြေအနေတွေနက်နက်ရှန်ရှန်ဆိုးဝါးနေပြီဆိုလို့ပြီးတော့တင်ခဲ့ပါတယ်။ဒီနေရာမှာလူမျိုးတဖွဲ့ဝင်တွေရဲ့ထိုးစစ်တွေပေါ့ပြီးလို့ရှိရင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပိတ်ဆို့တာအဲ့ဒီနှစ်ခုကိုကျွန်တော်လုံးဝသဘောမတူဘူး။ဘာကြောင့်လဲဆိုတော့လူမျိုးရေးတဖွဲ့ဝင်တွေဒါမှမဟုတ်လို့ရှိရင်တက်မတော်အနေနဲ့ရဲတပ်ဖွဲ့အနေနဲ့ပြည်သူစစ်တွေအနေနဲ့က အကုန်လုံးဟာဟိုခုခံကာကွယ်ရေးနဲ့နေမီရှင်းလင်းရေးပဲလုပ်ဆောင်နေတာကျွန်တော်တို့နေရတယ်။ထိုးစစ်ဆိုလို့မေမေရမရှိဘူး။ဒါကြောင့်လဲဘာကြောင့်ထိုးစစ်မလုပ်တာလဲ။ထိုးစစ်ဘာလို့မလုပ်နိုင်ဘူးလဲဆိုတော့ကျွန်တော်ပြောပါမယ်။ဥပမာဗန်မော်ခုခံကာကွယ်စစ်နဲ့လက်ရှိချိန်ဒီဆင်နွှဲနေတော့နော်။နောက်ပြီးလို့ရှိရင်ဖားကန်ဖားကန်ကလည်းဘာမှုဒီတရားမဝင်တပ်တုတွေဒုဖော်နေတဲ့ KIA နဲ့ PDF အဖွဲ့တွေ နော်ပစ္စလက်ခတ်လုပ်နေတဲ့နေရာကိုနေမရှင်းလေးလုပ်တာနိုင်ငံရဲ့တက်မတော်တစ်ခုအနေနဲ့ဘယ်နေရာမှာနေနေကြိုက်တဲ့နေရာမှာနေလို့ရတယ်ကြိုက်တဲ့နေရာမှာအခြေချလို့ရတယ်ဒါပေမဲ့ तू အခြေချမဲ့နေရာမှာ तू တက်ဆွဲမဲ့နေရာမှာတောင်းကျင်းသူတွေရှိနေလို့ရှင်တော့ရှင်းလေးလုပ်ပါပဲအဲ့လိုနောက်ထပ်သူ့ကိုလာရောက်တိုက်ခိုက်တဲ့သူတွေကိုတံပြန်တိုက်ခိုက်ပါပဲဒါကအဲ့ဒီကုလမကရဲ့လူခွင့်ရေးဆိုင်ရာမဟာမင်းကြီးပြောသလိုမျိုးတက်မတော်ရဲ့ချိုးစစ်မဟုတ်နောက်တစ်ချက်ကကျတော့လူသားချင်းစာနာထောက်ထားမှုတွေအကူအညီတွေပိတ်ဆို့နေတယ်ဆိုတော့ပြောချင်တာလူသားချင်းစာနာထောက်ထားမှုဆိုတာက အစိုးရစီဝင်လာလိုက်သွားလို့ရတယ်ဘယ်အလို့မဆိုဆက်လုပ်လို့ရတဲ့အရာလေးကြီးပဲကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ဒီငလျင်ကြောင့်ဖြစ်နေတဲ့အခက်အခဲကြီးတော်တော်များများအစိုးရဘယ်လောက်ထိခွင့်ပြုခဲ့လဲတော့နိုင်ငံတကာကလာတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအကုန်လုံးဒီပါကိုလက်ခံမိခဲ့တယ်လူရင်နေနေ့စဉ်နဲ့အမြလေရင်ကြီးလေရင်ငယ်နဲ့ဆင်းနေရေရင်နေနဲ့လာတယ်စသဖြင့်ကုန်းလမ်းတွေကနေလည်းပို့တယ် အဲ့လိုကိုလက်ခံမိခဲ့တာဟုတ်ကဲ့လူသားချင်းစာနာထောက်ထားမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ပိတ်ဆို့ထားတာတစ်ခုမှမရှိဘူးနောက်တစ်ချက်ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာပြဿနာတွေမှာကုလသမဂ္ဂအဖွဲ့အစည်းတွေကဘယ်ဟူပေးချင်တာလဲစစ်ပေးရှောင်ဆိုလို့ရှိရင်ဒီလက်နက်ကိုင်တွေအောက်မှာရှိတဲ့လူတွေကပဲစစ်ပေးရှောင်လို့အဲ့ဒီအဖွဲ့တွေကယူဆတယ်ဒီမျိုးပေါ်မှာလာရောက်တင်းရှောင်နေတဲ့ခက်ခဲနေတဲ့ပြည်သူတွေကလည်းအများအပြားဒုနဲ့တည်ရှိတယ်ဒါကိုအစိုးရကလွတ်လပ်စွာလုတ်ကန်ခွင့်တောလောက်ခွင့်ပြီးထားရတယ်ဆိုအဲ့ဒီလူတွေကိုကုညီထောက်ပံ့လို့မရလားရနေတာဘာလို့လာကုညီမထောက်ပံ့တာလဲ ဟိုလက်နက်ကင်တောင်ကျန်းသူတွေရဲ့လက်အောက်မှာရှိတဲ့စစ်ပေးချောင်းတွေကိုပဲသူတို့ကစစ်ပေးချောင်းလို့သတ်မှတ်တယ်အဲ့ဒီသူတွေကဘယ်မှာအခြေကြအခြေတည်ပြီးတော့ဘယ်နေရာကိုရှောင်တန်းနေကြတာလဲဆိုတော့အဲ့ဒီလူတွေကဘယ်လိုနီးဘယ်လိုဟန်နဲ့ထောက်ပတ်မှာလဲအဲထောက်ပတ်မိထားလိုက်တော့အဲ့နိုင်ငံသားတွေရဲ့တွာလာမှုဘယ်သူလိုမျိုးကြီးပြီးမှာလဲတခုခုဖြစ်လာရင်နိုင်ငံတော်ကနေပြီးလိုက်ရှင်းရမှာနော်ပြီးခဲ့တဲ့ဒီငလင်ကိစ္စတွေမှာလည်းအဲ့တိုင်းပဲအချုပ်သွေးစရားတွေအများကြီးပေါ်လာတယ်မတော်တဆတခုခုဖြစ်သွားတယ်ဆိုတော့နိုင်ငံတော်ကအများကြီးတောင်းပြီးလိုက်ဖြေရှင်းရမှာ လုံးလို့မရအောင်ဒီလိုကာလမှာလက်နက်ကင်တောင်းကျမ်းသူဆိုတာကဒီလောက်ခေါင်းသွားတဲ့သူတိတ်မရှိနဲတယ်အဲ့တော့ပြစ်ထည့်လိုက်လို့ရှိရင်တရားနှစ်ယောက်တည်လို့ရှိရင်နိုင်ငံတော်ကဥတီပီလိုက်ရှာမှာအဲ့ဒါတစ်ချက်နောက်တစ်ချက်အချို့ကစေဘေးရှောင်တွေကိုပူညီတယ်လို့ခေါင်းစဉ်ပြပြီးတော့လက်နက်ကင်တောင်းကျမ်းသူတွေကိုထောက်ပံ့တဲ့ထောက်ပံ့ခဲ့တဲ့ဖြစ်စဉ်တွေလည်းအများကြီးရှိခဲ့ ဆိုတော့အဲ့ဒီလူတွေကအဲ့လိုမလုပ်ဘူးလို့အမှတ်ခံနိုင်လားအဲ့လိုလုပ်ခိုင်းရင်ရောဘသူကဥတည်ပြီးတော့ဒါကိုဖြစ်ရှင်းပေးမှလဲပေါ့ဆိုတော့ကုလသမဂ္ဂလူခွင့်ဆိုင်မှာမင်းကြီးအနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့တုံ့တက်မှုတွေဒါမှမဟုတ်ရှင်ချင်းကပ်မှုတွေကတချမ်းပဲဖြစ်နေတယ်ဥတည်မှုတွေကလွဲမှားနေတယ်လို့ပြောချင်တယ်နောက်တစ်နေ့တော့ကျွန်တော်တို့ဒီထိုင်းဝန်ကြီးချုပ်ဖီတုံတန်းနှုတ်ထွက်ရေးအတွက်ထိုင်းနိုင်ငံအနုဆိုဝယ်လီလို့ခေါ်တဲ့ကျွန်တော်တို့ထိုင်းမျိုးလေပေါ့နော်လူပေါင်းထောင်ပေါင်းများစွာဆန္ဒပြဆန္ဒထုတ်ပေါ်နေပါတယ် တော့ဝန်ကြီးချုပ်နှုတ်ထွက်ရေးအတွက်ထိုင်းပညာရှင်ပေါင်း100ကျော်လောက်ကလည်းထိုင်းပြည်စီကိုအတနာခံစာတင်ထားတယ်လို့ပြောပါတယ်ဝန်ကြီးချုပ်ကအသက်ငယ်ရွယ်တဲ့အပြင်အတွေ့အကြုံမရင်ကျက်မှုတွေရောနိုင်ငံရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်မှုတွေလည်းလှုပ်ဆောင်ခဲ့တဲ့အတွက်ဝန်ကြီးချုပ်ပြည်တုံတံကိုယာတူကနေဖြုတ်ချပေးဖို့အတွက်အတနာခံစာတင်ထားတယ်လို့ပြောပါတယ်နောက်တစ်ဒီတစ်ပုဒ်ကတော့ဒီအပိုင်းမှာနေမီရှင်းလင်းရေးတွေလှုပ်ဆောင်နေတဲ့လူမျိုးတစ်ဖက်ဝင်တွေဟာ တပိတ်ချင်းဒေသမှာရှိတဲ့ PDF အဖွဲ့ဝင်ချုပ်ကိုဒါနေမီရှင်းလင်းလုဆောင်ခဲ့ပါတယ်ဒီလိုရှင်းလင်းတဲ့နေရာမှာဇလ29ရက်နေ့က TNL နဲ့ PDF ဖွဲ့အလောင်း၅လောင်းလက်နက်မျိုးစုံ၅လက် drone ကတ်တွေမိုင်းတွေတိတ်ဆီရမိခဲ့တယ်လို့သိရပါတယ်နောက်တစ်နေ့တစ်ပုဒ်ကတော့ကျွန်တော်တို့နောင်ချူဖြစ်ပါတယ်နောင်ချူကိုကျွန်တော် Telegram မှာရေးထားပါတယ်နောင်ချူဟာလက်တကမ်းပဲရှိပါတော့တယ်နောင်ချူမျိုးရဲ့စင်ချီဘုံ area တွေအထိကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေခြေချနိုင်နေပြီ ဆိုတော့အပြန်လန်တိုက်ပွဲတွေဆက်ရှိနေတယ်။အရင်ကလည်းပြောမှုတယ်ဒီဗန်မွေးဘက်ကတက်မဆိုရင်တဖန်ခိုင်းမှာခန်းစစ်ပြင်ထားတယ်။အုံမခါမှာတိုက်ပွဲပြင်းထန်နေတယ်။အုံမခါကိုလည်းဒါကြော်သွားပြီလို့ကျွန်တော်တို့ရထားတယ်။ဒါပေမဲ့လည်းဟိုတင်းနေရအတိအကျကိုတော့ကျွန်တော်တို့အထုတ်ပြမှာတော့မဟုတ်ပါဘူး။အုံမခါဘက်ကဒီထိတွေ့တိုက်ပွဲဖြစ်စဉ်တွေမှာ TNL PDF PDF ဆိုတာဒနု PDF ပေါ့နော်။အလောင်း၁၀လောင်း881တနက်၄လက်နဲ့ တခဲရည်ဆက်ဆက်ပစ္စည်းတွေတိတ်စီရမိခဲ့တယ်လို့သိရပါတယ်အဲ့လိုပဲတောင်ထမ်းဘက်ကိုတက်တဲ့စစ်ကြောင်းကလည်းအခုဆိုလို့ရှိရင်ဒါတော်တော်လေးကိုချင်းကပ်မိသွားပြီအဲ့ဒီစစ်ကြောင်းကတော့စောစောလေးမျိုးရဲဝင်သွားမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဆိုတော့ PDF အချို့ကလက်ရှိနောက်ဆုံးခန်းစစ်စီလို့ပြောလို့ရတဲ့ဒါမျိုးရင်းမျိုးစုံခန်းစစ်စီပေါ့နော်တန်တရာအေးစီဒီဘက်ကိုဒါရွှေ့သွားပြီနောက်နောက်ချိုးမှာတန်တရာအေးစီဒီကလည်းကုန်းမြင့်ပါတယ်နောက်လို့ရှိရင်အဲ့ဒီစီဒီတော်ရဲ့ ဒါလှိုင်ပေါ့နော်လှိုင်ဇီဒီမျိုးစားဖြစ်ပါတယ်အဲ့ဇီဒီတော်ရဲ့မူလတီထားကိုးွက်ပုံကဘန်ဂါကြီးလိုပဲတော်တော်ကြီးကိုခိုင်ခန့်တယ်တုံတယုံဘုံတက်အမြောက်တန်ကတော့ခံနိုင်တဲ့ပုံစံရှိတယ်ဆိုတော့ TNL တွေကဒါကိုအတုံးချပြီးတော့ဇီဒီတော်ရဲ့ဒါပုံမြင်တဲ့နေရာချို့ဒီမှာနေရာယူပြီးလူညုံကြီးတစ်ဖက်ဝင်တွေကိုဆက်လက်တိုက်ခိုက်ဖို့ရှိနေပါတယ် TNL နဲ့ PDF တွေအနေနဲ့ဒါကနောက်ဆုံးခက်စစ်စီဖြစ်သွားနိုင်တယ်နောက်ဆုံးနေလဲသူတို့မဆုတ်ခင် အကာအကွယ်ပြုတ်သွားတဲ့နေရာလည်းဖြစ်သွားနိုင်တယ်ဆိုတော့နောက်ချွေမျိုးရဲ့အချို့နေရာတွေမှာခက်စစ်တွေပြင်ပြီးတော့လူမျိုးတစ်ဖက်ဝင်တွေနေလို့ရင်ဆိုင်တက်ခိုက်တာတွေဖြစ်လာနိုင်တာဖြစ်လို့ဒါနောက်ချွေမျိုးမှာလည်းအပျက်စီးအချို့မကြခင်မြင်လာရနိုင်တယ်ပြောချင်တာကတော့နောက်ချွေမျိုးကိုမကြခင်မှာလူမျိုးတစ်ဖက်ဝင်တွေကတိမ့်ပိုက်ရရှိဖို့များနေပြီအဲတော့နောက်ချွေမျိုးပေါ်မှာရှိနေတဲ့ PDF နဲ့ TNLA AP အဖွဲ့တွေမျိုးပေါ်မှာနေထိုင်ပြီးတော့ဒီအဖွဲ့တွေရဲ့အာကိုနဲ့မိုက်ကြီးခွဲနေတဲ့သူတွေနောက်စက်ကြီးကောက်နေတဲ့သူတွေ နော်အုတ်ချူရီမူတောင်ကိုယူခဲ့တဲ့သူတွေအခုချိန်နဲ့စပြီးတော့ပြေးနေတော့ပြီးပြေးနေပြေးနေပါပြီနော်ပြေးနေတော့ပြီလို့ကျွန်တော်အနေနဲ့ထင်ပါတယ်နော်မကြခင်မှာနောင်ချူကလက်တကန်းအလိုမှာတိတ်ပိုက်ပြီးတော့ပြည်သူလက်ထဲကိုအပ်ဖို့ရှိနေပါပြီအဲ့တော့ဒီနောက်နောင်ချူစစ်မျက်နှာပြင်မှာဒီလုံချိုကြီးတဖုံငင်းတွေကရွရွချွညွတိုက်ခိုက်တယ်လို့ပဲနောက်ကနေပြီးတော့တပ်မတော်အရာရှိကြီးပိုင်းတွေအထိရှီတန်းစစ်မျက်နှာပြင်တွေကိုသွားပြီးတော့ဒါထောက်ပံ့မှုတွေအားပေးမှုတွေဒါဇက်တိုက်လှုပ်ဆောင်ခဲ့တာတွေ့ရတဲ့အတွက် ဒီတိုက်ပွဲတွေကဒါကလည်းအများကြီးခွန်အားဖြစ်စေခဲ့တယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်။နောက်တစ်နေ့တစ်ပုဒ်ကတော့ကျွန်တော်တို့ဘူရနီတာကြီးအရှိချမ်းရွှေချင်းမြို့နယ်ထဲမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့တဲ့ရင်ဖြစ်ပါတယ်။အဲ့ဒါတော့ KNU လောက်ခံ KNL ဖွဲ့ချုပ်နဲ့လူမျိုးတစ်ဖက်ဝင်တွေဒါထိတွေ့တိုက်ပွဲခဏဖြစ်ပွားခဲ့ပြီးတော့ KNL အလောင်းနှစ်လောင်းတနက်တလက်သိရှိရမိခဲ့ပြီးလူမျိုးတစ်ဖက်ဝင်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။နောက်တစ်ခါတော့အကုန်လုံးဒါစိတ်ပူကြတဲ့ကြောက်ဖြူပဲပေါ့နော်။ကြောက်ဖြူပဲမှာ ဒါတောက်ချောက်ကြီးမြေပြင်ပြစ်ခတ်မှုတွေတိတ်မရှိတော့ဘဲနဲ့ drone တိုက်ခိုက်မှုတွေပဲရှိတယ် drone တိုက်ခိုက်မှုတွေကိုလည်းမြေကြီးတစ်ဖက်ဝင်တွေက data စီးနိုင်ခဲ့ပြီးတော့ drone တစ်စီးကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်နောက်တစ်ရင်ကတော့ကျွန်တော်တို့ဒီလေးမျက်နှာပေါ့နော်လေးမျက်နှာဒီရဲ့ပိုင်းမှာတိုက်ပွဲတွေနည်းနည်းညင်နေတယ်အတန်ချို့ကြားရတယ်ဂျွာချို့မှာ A နဲ့ PD ချို့ခူအောင်နေပြီမဲ့ဒါတိုက်ရိုက်ကြီးထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်တာမရှိဘူးလို့သိရပါတယ်နောက်တစ်ရင်တစ်ခုကတော့တနင်္သာတိုင်းဒေသကြီးပလောမျိုးနယ်ကြောက်ကရွာနားမှာရှိတဲ့ လူမျိုးရေးဖွဲ့ဝင်ချို့အခြေစိုက်ထားတဲ့ကင်းစခန်းတစ်ခုကိုတောင်ကျန်သူဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ဒီတိုက်ပွဲဖြစ်စဉ်မှာပြည်သူ့စစ်အဖွဲ့ဝင်၃ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်။နောက်တစ်နေ့တစ်ပုဒ်ကတော့ဖဲခုံမြို့နယ်ဆောင်းတခဲရွာနားမှာရှိတဲ့ point 3ည6တောင်ကျန်သူစခန်းကိုလူမျိုးရေးတပ်ဖွဲ့ဝင်တွေတင်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ဒီတိမ့်ပိုက်မှုမှာကရား PDF အလောင်းနှစ်လောင်းတနက်ခရရနဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်။နောက်တစ်နေ့ပေါ်ကတော့ဒါချိန်ပြီးတော့ ရွာချင်းလဲရွာတယ်မရွာချင်းလဲမရွာတဲ့အီရန်နဲ့အမေရိကန်ကိစ္စပေါ့နော်ဒေါ်နယ်ထရန့်ကနေပြီးတော့သူကိုယ်တိုင်အီရန်ကိုဘုံကျဲခဲ့ပြီးတဲ့နောက်မှာအီရန်တာဝန်ရှိတဲ့သူတွေနဲ့မကြခင်မှာတွေ့ဆုံမှုဆိုပြီးတော့သူရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့တယ်ဒါပေမဲ့လည်းအီရန်ဘက်ကတော့တွေ့စရာဘာကြောင့်မှမရှိဘူးနော်ကြိုတင်ချိန်ချက်ထားတာလည်းမရှိဘူးသဘောတူညီမှုလည်းမရှိဘူးအဲ့တဲ့တွေ့စရာမလိုဘူးဆိုပြီးအီရန်ဘက်ကပြောတယ်ဆိုတော့သူတို့ဘက်ကညှိနှိုင်းလို့မရတဲ့အချိန်မှာအခုနောက်ဆုံးကြားရတဲ့အခြေအနေတွေကအီရန်ဘက်ကနျူကလ িয়ার နဲ့ပတ်သက်တဲ့ ဒီစမ်းသပ်မှုတွေကလအနေငယ်နှောက်နေသွားတာကလွင်ပျက်စီးသွားတာမရှိဘူးเนาะအစ်ဖာဟန်ကိုကျဲခဲ့တဲ့ဘုံတွေကဘန်ကာဖြတ်ဘုံတွေမပါဘဲနဲ့မပေါက်နိုင်လို့မကျဲခဲ့ဘူးဆိုပြီးတော့ပဲဒီအမေရိကန်ဘက်ကဒါထိတ်တန်းတောင်းရှိတဲ့သူချို့ကပြောတယ်အစ်ဖာဟန်နေနဲ့ပျက်စီးမှုနေပါခဲ့တယ်လို့သိရပါတယ်အဲ့ဒီတော့ဒေါ်နယ်ထရန့်အနေနဲ့ထပ်ပြီးတော့အီရန်ကောင်းဆောင်ခါမေနီ ပုံအောင်နေတဲ့နေရာကိုသူ့အနေနဲ့တိသွားပြန်ပြီเนาะသူတိတယ်အဲ့ဒီအတွက်လုံးချက်လို့ရတယ်ပေါ့เนาะအဲ့တော့အီရန်နေနဲ့နျူကလီးယားထုတ်လုပ်မှုတွေဆက်လုပ်မယ်ဆိုလို့ရှိရင်ချက်ချင်းတိုက်ခိုက်မယ်ဆိုပြီးတော့ထရန့်ကပြောပါတယ်ဒါကိုအီရန်ဘက်ကအတိတ်ပဲကင်းမဲ့တဲ့ကိစ္စဖြစ်ပြီးတော့နောက်တစ်ချိန်သူတို့တိုက်ခိုက်လာလို့ရှိရင်သူတို့ကလည်းပြင်းပြင်းထန်ထန်လက်တုပ်ပြန်မယ်ဆိုပြီးတော့ပြောပါတယ်နောက်ထပ်သတင်းပို့ကတော့ပြီးခဲ့တဲ့ပိုင်းကဘယ်လာရုစ်နိုင်ငံကိုနိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ခီတွားရောက်နေတဲ့နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီးဟာ ။ဒါဘီလာရုစ်နိုင်ငံနေပြန်ပြီးတော့ရုရှားနိုင်ငံဘူရာဒီယာပြည်နယ်ကိုဝင်ရောက်လည်ပတ်နေပါတယ်။နိုင်ငံတော်ကြီးချုပ်နဲ့နိုင်ငံတော်ကြီးချုပ်နဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကိုဘူရာဒီယာပြည်နယ်အကြီးအကဲတွေကညစာနဲ့တိုက်ခိုက်အခက်မှာတယ်။ဘီလာရုစ်ကြီးစင်မှာဆိုရင်စီပွားရေးဖိုရမ်တက်တယ်။ဘီလာရုစ်တမရဒါအလက်ဇန္ဒားလူကာရှင်ကိုလည်းတွေ့တယ်ဒါမြန်မာနိုင်ငံသားတင်တန်းသားတွေနဲ့လည်းတွေ့ဆုံပြီးတော့ရင်းရင်းနှီးနှီးလှုပ်ဆက်ခဲ့တာစကားတွေပြောခဲ့တာတွေ့တယ်ပေါ့နော် ဆိုတော့ဒီတခြားလုံးမှာလည်းနိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ပြည်တွင်းမှာရှင်းလင်းမြှုပ်နှံလို့ကောင်းမဲ့ဒါပြန်ပြီးတော့ဒါပြည်တွင်းအကျိုးပြုစေမဲ့ဒီ tractor ဆက်ယုံတွေတွားကြည့်တာတွေနောက်ပြီးလို့ရှိရင်ဒီ node ပစ္စည်းဆက်ယုံတွေတွားကြည့်တာတွေလုံဆောင်ခဲ့တာလည်းတွေ့ရပါတယ်နောက်တစ်နေ့မှာကတော့ပြီးခဲ့တဲ့အဲဇွန်လ25ရက်နေ့က ဝိရဒိတာကြီးပေါ့မြုပ်နေတဲ့ကနေရာချို့ကိုလက်မတော်ဘက်ကဒီကြောင့်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုမှာပေါ့ဘက်က PDF ခေါင်းဆောင်တော့ဒုတိယခေါင်းဆောင်လို့ပြောလိုက်ရတဲ့သူတွေတည်ဆုံးခဲ့ပါတယ်ဆိုတော့တတိယနေ့မှာပေါ်ပြလာလို့ရှိရင်တော့အရသာပြည်သူတွေထိခိုက်သွားတယ်လို့ပဲပြောပါလိမ့်မယ်ဒါပေမဲ့လည်း PDF တွေခုအောင်တဲ့နေရာကိုစနစ်တကျရှင်းလင်းတိုက်ခိုက်ခဲ့တာလို့ဒါသူတို့ဘက်ကနေထွက်လာတဲ့တတိယနေ့ရသိရပါတယ်နောက်တတိယနေ့ဘုကတော့ဒါကြားပြည်နယ်ဖေခုံအဲ့လိုရှိရင်မူပြဲ နောက်ပြီးဖားဆောင်ဒီဒေသမှာတတိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီးတော့ဒီတိုက်ပွဲတွေမှာဒီ KNDF နောက်ပြီးလို့ရှိရင်ကလန္တာတာအဖွဲ့တွေနောက်ပြီးလို့ရှိရင်အဲ့ဒီမှာအခြေစိုက်နေတဲ့တောင်ကျဲသူတော်တော်များများထိခိုက်ပေဆုံးမှုဒဏ်ရာရရှိမှုတော်တော်လေးများတယ်နော်သူတို့ခိုအောင်နေတဲ့နေရာကိုဒီကြောင့်တိုက်ခိုက်မှုတွေ drone ထိုက်ခိုက်မှုတွေအများကြီးဖြစ်ပေါ်ခဲ့တာကြောင့်သူတို့ကိုယ်တိုင်တင်ထားတဲ့ဒီအင်းလေး PDF အဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့ကနေတင်ထားတဲ့နေရာတွေမှာတော်တော်များများ ထိခိုက်မှုတွေရှိခဲ့တယ်ဆိုတော့အချက်လက်တွေလည်းကျွန်တော်တွေ့ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းကတော့အရင်နေ့ကကျွန်တော်တင်ပြခဲ့တဲ့သတင်းလည်းဖြစ်ပါတယ်။ပျော်ပွဲကျွန်းလုံးမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။အဲဒီကျွန်းလုံးမှာရှိတဲ့ဒီစာသင်ကျောင်းကိုလူညွေးပြေးဖို့အတွက်နော်လူညွေးပြေးဖို့အတွက်လာတဲ့လူညွေးတစ်ဖက်ဝင်အချို့တက်ခတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အကြင်ကြင်ပြောခဲ့ပြီးဖြစ်ပါတယ်။နော်ချောင်းမြောင်းတိုက်ခိုက်ခံရတာစီးလာတာတာသနာရင်နဲ့စီးပြီးတော့ပြစ်သွားတာအဲ့တော့ ဒီမှာတည်င်းနေရဘယ်လိုရေးလဲဆိုတော့ဒီလိုမျိုးတက်ဖွဲ့ဝင်တွေကဆက်ကြီးတောက်နေလို့သူတို့ဘက်ကပြည့်ရတာပါဆိုပြီးတော့မမှန်မကန်တော့ဒီတည်င်းပြန်ပြီးတော့ပြန်ကြားတဲ့သူ PDF ဘက်ကတည်င်းပြန်ကြားတဲ့သူကဒီလိုမျိုးပြောတယ်ပဲလို့ပဲတတိယပြည့်ရေးတဲ့သူကြီးကလည်းတတိယအမှန်ကိုမျက်ွယ်ပြုပြီးတော့ဆက်ကြီးကောင်းနေတဲ့လူမျိုးတပ်ဖွဲ့ဝင်တွေကို PDF တွေကလာတိုက်တဲ့ဆိုတဲ့သဘောမျိုးနဲ့ဒါလောက်တာတကယ်တော့ကျွန်တော်မဟုတ်ဘူးဘုန်းကြီးကစီလာတဲ့စီလာပြီးလူမျိုးတပ်ဖွဲ့ဝင်တွေကို ဒါအနီးကပြစ်ခတ်တိုက်ခိုက်သွားတာဖြစ်ပါတယ်ဒီနေ့တော့သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာကြီးစုအပ်ပေးတဲ့သူတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB WP ARP CBV ဖုန်းနံပါတ်ဖြစ်တဲ့39480398ကိုဒါတိုက်ရိုက်အကောက်တွေထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော် လှုပ်ဆောင်နေတဲ့ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ